ငယ်လေးကမော်ရင်လေးပိုင်းဝန်တနာပါတယ်ပေါ့နော်အခုဒီ miss ပြိုင်ပွဲကြီးမြင်လာတဲ့အခါမှာအဲ့လိုမျိုးပြိုင်ချင်စိတ်တွေဖြစ်လာရင်အဲကြောင့်မလို့ကို body ကိုလည်း train နေအဲ့လိုမျိုးကိုယ့်ဘောပိုင်းကိုလည်း train နေအများကြီးကြိုးစားဖြစ်တယ်ရှင်ညီမအနေနဲ့ရောမျက်နှာကလိုဦးမယ်ထင်တယ်ပေါ့နော်ညီမမျက်နှာနည်းနည်းလေးအာပြည့်ရတဲ့ပိုင်းပေါ့နော်ပြီးတော့တိုင်းရင်သူလည်းဖြစ်နေတဲ့ခါကျတော့မျက်နှာပိုင်းမှာတော့လိုအပ်ချက်ရှိရလို့ထင်ပါတယ်စိတ်ကိုတော့တတ်နိုင်ဆုံးဒါပထမဆုံး experience ဆိုတော့ပေါ့နော်အာတတ်နိုင်ဆုံး တည်ငြိမ်အောင်ပြီးတော့အဲ့လိုမျိုးတခြားစီနီယာမမတွေကိုလိုက်နိုင်အောင်လို့ပေါ့နော်အများကြီးစူးစမ်းဖြစ်ပါတယ်အဲ့ပထမဆုံးဆိုတော့သူများတွေထက်တော့အများကြီးပိုစူးစမ်းပါတယ်ရှင် မင်္ဂလာပါရှင်မင်္ဂလာပါရှင်အာညီမနာမည်ကတော့အခိုင်ခိုင်နေဖြစ်ပါရဲ့ရှင် contestant number 1မှာအာညီမတောင်ငူမျိုးကနေလာရောက်ရှင်ပြန်လာဖြစ်ပါရဲ့ရှင်အာညီမနာမည်ကဆုံဆုံပါ contestant number 5ပါညီမကတော့ရန်ကုန်မြို့တောင်ငူကနေပြန်လာလာရှင်ပြန်လာဖြစ်ပါတယ်အာညီမအတွက်ကတော့နော်ဒီ miss s ပြန်တောင်ငူဆိုရဲ့ပြိုင်ပွဲရောက်လာတဲ့အချိန်မှာဒါညီမရဲ့မြို့ကိုစားပြုအနေနဲ့ပေါ့နော် ဒီတဘာပဝင်ခြင်းကိုထိန်းသိမ်းပြီးတော့စံပြအလှမဲ့တရားအဖြစ်ရှင်ပြန်အောင်အရင်ကရင်ကုန်ဆိတ်လှုပ်ရှားပြီးတော့ join ဖြစ်တာပါရှင်။ညီမကတော့ Miss ကပေါ့နော်တော်တော်လေးကိုဝန္ဒနာပါတဲ့လေးပါတဲ့ကြောင့်ပြန်ရှင်ပြန်တာဖြစ်ပါတယ်။ပြီးတော့ဒီတဘာကပေးရနေတဲ့ပတ်သက်တဲ့နေရာတွေမှာလိုအပ်တဲ့နေရာတွေမှာကုညီပါဝင်ပေးဖို့လည်းဆန္ဒရှိပါတယ်။ကဲဝယ်ပါရောနော်တခြားလေး train ဖြစ်တယ်။ပြီးတော့ဒီ အာဘဝဘဝင်ချင်ထိမ့်သိမ်းနေပတ်သက်ပြီးရောအကြောင်းအရာအများကြီးလေးလာဖြစ်ပါတယ်ရှင်တော်တော်များများရထိမ့်ဖြစ်ပါတယ်အရင်တော့ထက်ဆိုင်အာ body ရပါတော့နည်းနည်းအရင်တော့ဝရတယ်ပေါ့ဆိုတော့အခုတော့နည်းနည်းပို့ပြီးတော့ထွင်းရတာပေါ့နော်ဆိုတော့ဒီတဘာဝဘေးရနေပတ်သက်တယ်ဆိုရင်ဒီ miss up ကအရင်ရေးကြည့်ရပေါ့နော်ဒီကနေမှတဆင်ပေါက်သွားနိုင်ရလဲရှိရပေါ့ဒီတဘာဝဘေးအနေနဲ့ကိုအာကာကွယ်တဲ့အနေနဲ့ရောအာကူညီတဲ့အနေနဲ့ရောဒီပြောလို့ရရပေါ့နော်အာညီမကျတော့ငယ်လေးကမော်ရင်လေးပိုင်းဝန်တနာပါတယ်ပေါ့နော်အခုဒီ miss ပြိုင်ပွဲတွေမြင်လာတဲ့အခါမှာအဲ့လိုမျိုးပြိုင်ချင်စိတ်တွေဖြစ်လာရင်အဲကြောင့်မလို့ကို body ကိုလည်း train နေအဲ့လိုမျိုးကိုယ့်ဘောပိုင်းကိုလည်း train နေအများကြီးကြိုးစားဖြစ်တယ်ရှင်ဟုတ်အာစိတ်မကျေနပ်တဲ့အပိုင်းလေးဆိုလို့ရှိရင်တော့ပြေဆုံးပါလေသူကအကုန်သဘောကျပါတယ်ကိုယ့်ကို confident ဖြစ်မှရှိမှဖြစ်မယ်လေးနော် ညီမအနေနဲ့တော့မျက်နာကလိုဦးမယ်ထင်တယ်ပေါ့နော်ညီမမျက်နာနည်းနည်းလေးအာပြည့်ရတဲ့ပိုင်းပေါ့နော်ပြီးတော့တိုင်းရင်သူလည်းဖြစ်နေတဲ့ခါကျတော့မျက်နာပိုင်းမှာတော့လိုအပ်ချက်ရှိရလို့ထင်ပါတယ်အဲ့တော့ဆက်ပြီးလဲပြပြတော့ဖို့အစိတ်ကူးရှိပါတယ်ချင်းတိုင်းရင်သူပေါ့နော်ဒါပေမဲ့ညီမရင်ခဲ့တဲ့ရန်ကုန်မှာပဲမွေးရဆိုတော့အားကြောင့်ဒီလိုင်းနေရာအနေနဲ့ပဲရှင်ပြိုင်နေလို့ပြောလိုက်တာအကုန်လုံးတော်ကြပါတယ်နော် ကွန်လုံးလေးတော်ကြပါရဲဟိုဟာအတူယူစရာလည်းများတာပေါ့အဲ့ဒါကိုပဲဟိုဟိုဟာကိုယ့်ရဲ့စီနီယာတယောက်အနေနဲ့အဲ့လိုမျိုးအတူယူရတာပေါ့ညီမအရင်ပွဲကြီးပြိုင်မှုရဲ့၃ပွဲလောက်တော့ပြိုင်မှုရဲ့ပထမဒီမြေစူပါနေရှင်နယ်ဆိုရဲဒီအာမော်ဒယ်လိန်းနဲ့တပတ်သက်တဲ့အဲအခွေစီတခုပေါ့နော်အဲ့ဒီတခုကနေတော့အာဟာခကိုစားပြီးနေရဘူးတာရှိရဲ2023တုံးကပေါ့ဟုတ်အဲ့တုံးကဒါဟာလည်းရှိရဲ့ပေါ့နော်အော်ဒါနဲ့ဆိုရင်၄ချိန်များ ဖြစ်မဲ့တင်တယ်ဟုတ်တော်တော်များများကြုံခဲ့ရပါတယ်ပြီးတော့ဟိုအရင်ကထက်စာရင်တော့နည်းနည်းတော့ body train ဖြစ်တယ်ပေါ့နော်ဟိုအဲဆိုတော့အရင်တော့ဆိုရင်တော့နည်းနည်းဒီထက်ပို့ပြီးတော့ပြောခံရတာဒါပေမဲ့အဲ့ဒီပြောခံရတာပဲကိုယ့်ရဲ့တိုးတက်ရာလမ်းကြောင်းတစ်ခုကိုသူကဖောက်ပေးမှလေဆိုတော့အဲ့ဒါကိုကအဲ့ဒါကြီးကြီးလေးနဲ့ခံယူမှသာအဲ့လိုမျိုးအဆင်ပြေမယ်လို့ချင်တယ်အဲ့ဒါမှကိုကပို့ပြီးတော့လည်းစူးစမ်းမယ်ပို့ပြီးတော့လည်းခဏရင်ရှိမယ်စိတ်ကိုတော့တတ်နိုင်ဆုံးဒါပထမဆုံး experience ဆိုတော့ပေါ့နော်အဲတတ်နိုင်ဆုံးပြင်ရအောင် ပြီးတော့ဘယ်လိုမျိုးတခြားစီနီယာမမတွေကိုလိုက်နိုင်အောင်လို့ပေါ့နော်အများကြီးစူးစမ်းဖြစ်ပါတယ်ပထမဆုံးဆိုတော့သူများတွေထက်တော့အများကြီးပိုစူးစမ်းပါတယ်ရှင့်ညီမအကယ်၍ဝင်နှက်ဖြစ်ခဲ့လို့ရှိရင်ဒီဆိုရှယ်မီဒီယာပေါ်မှာဒီအဝင်းချစ်ထိမ့်သိမ်းရင်းနဲ့ပတ်သက်တာကြီးပြီးတော့ကိုဒီအမိုက်ပစ်တာကြီး plastic မတုံးဆွဲဖို့ကြီးအဲ့လိုမျိုးပေါ့နော် knowledge တွေအများကြီးပြန်ဝင်ပြီးခြင်းပါတယ်ရှင်။အော်ညီမနေနဲ့ဝန်သားတယောက်ဖြစ်ခဲ့မယ်ဆိုရင်တပားဘေးနေရတဲ့လိုအပ်တဲ့နေရာရမှာကိုရင်ကုညီပါဝင်ပေးဖို့ပါနော်။အငွေကြီးရဲ့ဘက်ကတော့လကောင်းအော်တခြား အဲ့အမျိုးမျိုးပါနော်အဲ့ပဲအဲ့ဒီပိုင်းကနေတော့လကောင်းကုညီပါဝင်ပေးဖို့အဆင်သင့်ပါပဲလို့ပရိသတ်ကြီးလည်းမြန်မာတို့ရဲ့ဒီ Miss App မြန်မာ2025ကိုအာပေးချပါပါရှင်ဟုတ်ကဲ့အမများပါလာရှင်လည်းခုလပေးချဖို့ကြိုးစားပါရှင်အားလုံးကျေးဇူးတင်ပါတယ်